အားလုံးပဲမင်္ဂလာပါတနေ့တော့ရန်ကုန်ဘက်ကိုတငယ်ချင်းအိမ်ဘက်ကိုအလဲသွားရင်းနဲ့ကြီးမြင့်နိုင်ညာစည်းဘက်ကိုရောက်ခဲ့တာကြီးမြင့်နိုင်ညာစည်းမှာပဇွန်စီရောင်းတာတွေ့ခဲ့လို့လေအိမ်မှာမမေးရလဲစားကျင်နေတယ်တဲ့ဆိုတာနဲ့ကျွန်တော်တို့ဘက်မှာတော့ပဇွန်စီကဝယ်လို့မရပါဘူးစားဖို့လည်းခက်ခဲတယ်အဲ့ဒါနဲ့ကျွန်တော်ပဇွန်စီဝယ်ခဲ့ပါတယ်အခုတော့ပဇွန်စီလေးချက်စားပြလို့ကျွန်တော်ရဲ့ချက်ပြုတ်ပုံလေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာ ပစွန်စီချက်တာကတော့ခက်ခက်ခဲခဲမဟုတ်ပါဘူးเนาะ CO ပူလာလို့ရှိရင်စနစ်မှုတ်လေးနဲ့ငယ်ထဲမယ်ပြီးတော့ကျက်သွန်ဖြူထဲမယ်ကျက်သွန်ညီထဲမယ်ပြီးရင်ကျက်သွန်ဖြူညီလေးကိုနွမ်းသွားအောင်လို့တေချာလေးမှွေပေးပြီးတော့မှွေးလာလို့ရှိရင်ပစွန်စီလေးထည့်ပြီးချက်လိုက်ရုံပါပဲเนาะကျွန်တော်ရဲ့ပစွန်စီလေးကလေဝဲလာတော့လူမျိုးတော့မလှတော့ဘူးပေါ့နော်ကျွန်တော်ကမင်းညတညရေခဲခန်းထဲမှာထားလိုက်တော့လေသူကအလုံးအခဲခဲလေးတွေဖြစ်သွားတာဝဲလာတော့တော့တကယ်ကိုအပြည့်နှစ်နဲ့လေးအစီကြွကြပဲဗျ ကျတော့ဖြူနီစီသက်တဲ့ကိုပစုံစီလေးထည့်ပြီးရင်အရသာအတွက်အချူမုတ်လေးထည့်မယ်။ပြီးရင်အငံအရသာအတွက်ကိုတော့ကျွန်တော်ရဲ့လက်ဆွဲတော် lobster ပစုံလုံးငံပြာရည်ကိုပဲအသုံးပြုပါမယ်။ဒီနေ့တော့အငံအရသာအတွက်ဒီပစုံစီချက်မှာ lobster ပစုံလုံးငံပြာရည်တစ်မျိုးတည်းကိုပဲအသုံးပြုပြီးတော့အရသာစိမ့်စိမ့်လေးဖြစ်အောင်ချက်မယ်နော်။ကဲခုအရသာပြင်ဆင်မှုအပိုင်းလဲပြီးပြီဆိုတော့လေဒီရေလေးခန်းပြီးတော့ပစွန်စီလေးအနှစ်ကျလောက်အောင်တဲပေးဖို့ပဲလိုပါတော့တယ်အဲ့ဒါပြီးရင်တော့ပစွန်စီချက်ကရပြီပေါ့နော် ကဲရေခမ်းအောင်လို့တည်တင်ပေးလာလိုက်တာအခုဆိုရင်ပဇွန်စီချက်ကလေးကရနေပြီနော်ရေတွေလည်းခမ်းသွားပြီအစီချက်ချက်လေးဖြစ်ပြီးတော့ပဇွန်စီချက်စိတ်စိတ်ကလေးရနေပါပြီခင်ဗျာ အခုဒီပဇွန်စီချက်ချက်ရင်းနဲ့လေငငယ်တော့ကကလေးဘဝလေးကိုပြန်သတိရခဲ့တယ်ကျွန်တော်တို့မောင်နှမ၃ယောက်ကိုလေဖွားဖွားကနေတိုင်းထမင်းခွန်ပါတယ်ကျွန်တော်တို့တွေကလည်းအစော့တန်နေဆိုတော့လေအဲ့တော့ဒီဟင်းလေးချက်ပြီးတော့ခွန်မယ်ဆိုရင်ကြတော့ခဏပဲခွန်ရတယ်အဲ့ဒီတော့ကတော့ပဇွန်ကောင်းကြီးကလက်သီးစုံလောက်ရှိတာပေါ့နော်အခုကတော့အဲ့လိုဟာမျိုးတွေဘယ်မှရှာရမလဲမသိတော့ဘူးပေါ့နော်ဖွားဖွားကလေစိတ်နေအောင်လေးစားလေးနည်းနည်းလေးဖြူပြီးနေပြီးရင်ကျွန်တော်တို့မောင်နှမ၃ယောက်ကိုလေစိတ်အေးအေးနဲ့ပြထမင်းခွန်တာစားလို့ကောင်းချက်ကလည်းပြို့တကယ်ကိုစိတ်ပြီးတော့ပါဇက်ထဲမှာလေ ငယ်တွေကစားခဲ့ဘူးတဲ့ဖဖွားရဲ့ပစွန်စီချက်နဲ့နယ်ကျွေးတဲ့ထမင်းကိုလေအခုထိမေ့လို့မရခဲ့ပါဘူးဒီနေ့တော့ဖဖွားထမင်းခွန်ခဲ့တာလေးပြန်သတိရပြီးတော့ထမင်းကြိတ်ဦးမယ်ဗျာအဲ့လိုမျိုးလေးစားကြည့်လိုက်အောင်မယ်အားလုံးပဲထမင်းမစားပြတာကြာနေပြီအခုဒီနေ့ကကြတော့ဒါကြီးမြင့်နိုင်ညဇေယဝယ်လာတဲ့ပစွန်စီပစွန်စီချက်လေးပေါ့နော်အဲ့ဒါကိုကျွန်တော်ထမင်းနဲ့နယ်မယ်ပြီးရင်ငပိတောင်းနဲ့တီးမယ်အေးထမင်းမစားပြတာကြာပြီလေအဲ့ဒီတစ်ခေါက်ထမင်းနယ်စားပြရင်လို့ပစွန်စီနဲ့ဆိုတော့ရှယ်ပေါ့နော် ော့ပစုံစီထည့်ပြီးတော့ကျွန်တော်နည်းပဲထမင်းကိုထမင်းကတော့ဂူးမဆဆဆဆိုတော့နည်းနည်းပဲအများကြီးတော့မနိုင်သေးဘူးဟုတ်ပစုံစီချက်နဲ့ထမင်းနည်းပြီးတော့ငငယ်တော့အဖွားကိုရီကိုငငယ်တော့မောင်နှမ၃ယောက်ကိုထမင်းခွင့်ရင်ဒီလိုပစုံစီဝယ်ပြီးတော့ဒီလိုနည်းနည်းပြီးတော့စားလီနည်းနည်းလေးထည့်ပြီးစိတ်နေအဲ့ဒါကိုတလုံးချင်းစိတ်မြင်နေပြီကျွန်တော်တို့ခွန့်ခဲ့တာဒါပေမဲ့ကျွန်တော်ကအတို့အမြုပ်ကမပါလို့မဖြစ်ဘူးဆိုတော့အတို့အမြုပ်ကတော့ငပိတောင်းနေပဲရှယ်ပဲ တိုးစရာကတော့ဒီမှာကြောင်ရှာသီးပြုတ်ထားတာကြောင်ရှာသီးပြုတ်ကလေးရယ်ပြီးရင်ဒါကတော့မုံငင်းရွက်အဲ့တော့မုံငင်းရွက်ကလေးလည်းထည့်မယ်နော်ပြီးတော့ဒီမှာကြည့်ရှယ်ပဲအင်းယန်ဒီလေးကနှလုံးအကုန်တို့ခွာသီးကြိုက်မယ်ချက်တုံပြူခြင်း အဲကျွန်တော်အရန်ကြိုက်တယ်အဲ့ဒါလေးနည်းနည်းထည့်စားမှာနော်ရှယ်ပဲနောက်နေ့မှထည့်လိုက်อืมပြီးရင်တော့ဘာမှမဖြစ်ငါပြီးတော့ငါပြီးတော့ပုံလိုက်မယ်ပြီးရင်တမ်းရတိညစ်မယ်အိုး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 ကဲပြီးပြီပေါ့ဗျာ very good ကုန်ပြီအကုန်လုံးကဲစွန်စီလေးနဲ့အရင်ဆုံးကြည့်ကြည့်လိုက်မယ်နော်စားကြပါဦး ကျွန်တော်စားပြီနော်အင်းအင်းဇွန်ဒီလေးစိတ်ညာဘဇွန်ဒီကိုကျွန်တော်စားမတုံးမနဲ့လေလော့ဘစတာဘဇွန်တုံးငံပြားကြီးလေးနဲ့ထည့်ပြီးတော့အငံလေးပါတယ်ဆိုရင်လေးစစ်စစ်လေးချက်ထား very good ပဲကဲအပီကောင်းလေးနဲ့နောက်တက်လို့ Allá va un. Javi, ¿no? Calica Mmm. ကစုံရုံနေအရန်ကောင်းတယ်နော်ကျမ်းမာကြီးတို့อืมอืมตะเมียกูมาตุ๋มไผ่มะนาวลูกอืมจะต้มอยู่ลีเนี่ยโอ้อืม Sí. Tập giá là ngập gì đâu 零块元。高了点。嗯。 Ngon đây là em ơi Wow. Có không bà bị khám nhá không? ားတို့ရန်ကောင်းပါတယ်အခုလိုနေဖက်ပြီးစားတာဘာနဲ့မှမလဲနိုင်နောက်ဆုံးလုတ်ပဲဒါလုတ်တော့ကြံနေရင်음음ရန်ကောင်းပါတယ်အားလုံးပဲလိုက်ကြည့်ပေးကြလို့ကျေးဇူးပါတက်တာဘိုင်း